မလေးကြောက်ဖြာကြီးမအကုန်လုံးမှာငါ့ကိုပြောတာငါသားလေးနေထိုက်လိုက်တာငလျင်လောက်တာကြောက်ဖြာကြီးမိတဲ့လုံးထက်လောက်ပြမိထက်လောက်ပြမိထက်လောက်ပြမိရိုက်နေကြသမီးတို့ဟိုဘက်ဒီ hoa ý rồi Để thơ hoa thâu ý là không này rồi Tăng dì miêu ở ní ngà liên lộ. ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အနီးဗဟိုပြု၍ရစ်ချက်တာစကေး၄တသမ၄အဆင့်ရှိနလင်တစ်ခုယနေ့မေလ30ရက်နေကင်းပိုင်းကလှုပ်ရှားသွားသည်တောင်ကြီးမြို့၏အရှိတ်ဘက်73ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍လှုပ်ရှားခြင်းဟုမြို့သားညီမျိုး၏အစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်သည် နလီရင်ကဘေးတိုက်လို့တလို့ခံစားရတာထိတာခိုက်တာတော့မကြဘူးဒီလာတွေရဲ့ရှမ်းဘက်မှာမကြခဏလှုပ်တဲဟုတောင်ကြီးမြို့ခံတဦးကပြောသည်မက်စလာ28ရက်ကစကိုင်းမြို့ကိုဗဟိုပြု၍လှုပ်ခဲ့သည့် Richard Da စကေးခုနှစ်တသမခုနှစ်အစိတ်ငလင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလင်များမကြခဏလှုပ်ရှားနေသည် အဆိုပါငလင်းလှုပ်ရှားစဉ်က ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းကလောအင်းလေးဒေသများတွင်လည်းထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။ရင်းငလင်းဤနောက်ဆက်တွဲငလင်းငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလင်းဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနှင့်အညီနေထိုင်ကြရန်ကသတိပေးထားသည်။အဆိုပါငလင်းသည်စကိုင်းပြည့်ရွေးလှုပ်ရှားခြင်းဖြစ်ပြီးမတူညီသည့်ပြည့်ရွေးမှလှုပ်ရှားမှုအဖြစ်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးပင်လေပြင်အတွင်း ရစ်တာစကေး9.1အဆင့်ရှိငလျင်တစ်ခုမေလ16ရက်ကလှုပ်ရှားသွားခဲ့သည်